ယူကရိန်းကိုအကူအညီပြန်ပေးရန်အမေရိကန်စဉ်းစားယူကရိန်းအတွက်ရန်ပုံငွေထောက်ပံ့မှုခဏရပ်ထားမှုကိုအမေရိကန်မျိုးသားလုံခြုံရေးကောင်စီကပြန်လည်စဉ်းစားနေကြောင်းအင်ဖြူရိုသတင်းထောက်ကယ်ရိုလိုင်းလီပစ်ကမတ်9ရက်မှာပြောပါတယ်အမေရိကန်မျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ်ကယူကရိန်းနဲ့ဆွေးနွေးမှုတွေလုပ်နေတယ်လို့သတင်းစာရှင်းလင်းပွဲမှာလီပစ်ကပြောပါတယ်ယူကရိန်းတမရရောင်အကြီးကဲအန်ဒရီယာမက်ခါ ဝေါ်နဲ့ဖုံပြောဆိုမှုထဲမှာတရားမျှတမှုနဲ့ရေရှည်တည်တာနဲ့ငြိမ်းချမ်းရေးစီနောက်ထပ်ခြေလှမ်းတွေကိုဆွေးနွေးခဲ့ကြောင်းကြေညာခဲ့ပါတယ်တယ်လီဖုန်းဆွေးနွေးပွဲအတွင်းနှစ်ဖက်ပုဂ္ဂိုလ်တွေဟာသက်ဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်မှုနဲ့သဘောတူညီမှုတွေကိုတိုးမြှင့်ဆောင်ရွက်ဖို့အတွက်နှစ်နိုင်ငံဆက်ဆံရေးပေါင်းအတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ရာဒူးနေရာတွေပေါင်းစပ်ညီနိုင်ရေးဆိုင်ရာအမြင်သဘောထားတွေကိုအသွင်ကြကြဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ သူတို့အဖွဲ့တွေဟာဒီရေးကြီးလုပ်ငန်းကို ရှေ့ဆက်တိုးတက်စေဖို့အတွက်မကြာမီကာလအတွင်းတွဲဆောင်ကြဖို့သဘောတူထားပါတယ်။ပြီးခဲ့တဲ့တောက်ကြတွေကအင်ဖြူတာမှာယူကရိန်းတမရဘိုလိုဒီမာဆီလမ်စကီနဲ့အမေရိကန်တမရဒေါ်နယ်ထရန့်တို့စကားပြောအဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်မှာနှစ်နိုင်ငံဆိုင်ရာအရင်းမြစ်သဘောတူညီချက်ကိုဖျက်သိမ်းလိုက်ပြီးနောက်တနင်္လာနေ့မှာထရန့်အဆိုရဟာယူကရိန်းအတွက်စစ်ရေးအကူအညီအလုံးကိုခေတ်သက်ရထားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာဆီလမ်စကီဟာသူ့နိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုကြားပူးပေါင်းဆောင်ရွက်မှုဟာအပြည့်သဘောဆောင်တဲ့တိုးတက်မှုရှိကြောင်းနဲ့နှစ်ဖက်စလုံးမှာအဖွဲ့တွေဟာနောက်ထပ်အစည်းအဝေးအတွက်ပြင်ဆင်မှုတွေစတင်နေပြီဖြစ်တာကြောင့်မကြာခင်မှာနောက်ထပ်တွေ့ဆုံမှုတစ်ခုပြုလုပ်နိုင်ကြောင်းပြောဆိုခဲ့ပါတယ်။အင်္ဂါနေ့ကကွန်ကရစ်လွှတ်တော်ရဲ့ပူးတွဲအစည်းအဝေးမှာမိန့်ခွန်းပြောကြရင်အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကရုရှားနဲ့ယူကရိန်းကြားထောင်ရငြိမ်းချမ်းရေးရရှိပုံ အစောဆုံးအခွင့်အရေးအနေနဲ့ဆက်ဆက်ဆွေးနွေးဖို့အဆင့်သင့်ရှိကြောင်းယူကရိန်းတမရကရေးသားထားတဲ့စာကိုပေးပို့ခဲ့ကြောင်းပြောကြားခဲ့ပြီးယူကရိန်းဟာအမေရိကန်နဲ့တက်တူတွင်းထွက်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးဖို့ပြင်ဆင်နေကြောင်းလည်းဆိုပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။